တော့စပိန်လေးကလပတ်တပ်ပြောင်းတပ်ပြောင်းနေပါတယ်ဒါတော့ဘလုံးလုံးမစင်ဘူးဒါပထမဆုံးစပိန်ကိုနောက်ပိန်ဖြုတ်လေးတာဖြစ်ပါတယ်โอเคဒါနဲ့ဒါရတော့မှဖြစ်ပါတယ်ကျန်တာတော့လေလုံးပေါ့နော်ပယ်လာတာလေလုံးလေးဆိုချွတ်ပေါ့ဒီလုံးကိုထုတ်လိုက်ပြီးထုတ်ပြီးတော့ အဲကျွန်တော် ready ထားတာပေါ့ဗျာခဏနေဘိန်းလေးကိုထည့်มาဖြစ်တယ်အခုတော့ဒါလေးကိုဒီမှာချက်ထားမယ်စပြီးတော့ဘိန်းကိုချွတ်มาပေါ့ဗျာအခုကတော့ဒါဘိန်းကိုဖြုတ်ပြီးတဲ့အခါမှာလေလုံးကိုထုတ်နေတာဖြစ်ပါတယ်လေလုံးကိုထုတ်ဖို့အတွက်တင်ရတာရအောင်ကလော်ရန်လေးနဲ့ကျွန်တော်မှာကလော်ရန်၃ခုရှိပါတယ်။ကလော်ရန်၃ခုနဲ့ကလော်ထုတ်တာပါ။ဒါပေမဲ့ဒီဘိန်းကတော့တော်တော်သက်သာတယ်ပြောရမှာခင်ဗျာ ဘာဖြစ်လို့လဲဆိုတော့ဒီမှာတဏှာလေးမှာကလော်ထားတာ ਨੇ တော်တော်လေးကိုတက်တက်သားချောင်းချောင်းချီချီပေါ့နော်ဆွဲထုတ်လို့ရတာဒီပါတချို့ဘိန်းနေကြတော့အခုလိုမျိုးတိတ်မလွယ်ဘူးပြန်ကျွန်တော်တခါတခြားဘိန်းကိုလုပ်ဘူးတယ်ဒါပေမဲ့ဒီလောက်မလွယ်ဘူးအခုဒီဘိန်းကတော့ချွတ်ရတာလွယ်တယ်ချွတ်ရတာလွယ်တယ်ဟာဒါဆိုပြီးသွားရင်ထွက်သွားရင်တော့ ါကကျွန်တော်ညာကြီးလုံနေတာဖြစ်တယ်ဗောနော်ညာကြီးလုံနေတယ်ဒီမှာလေလုံးထုတ်ပြီးသွားပါပြီလုံးထုတ်ပြီးသွားရပြီကျွန်တော်တို့ဒီမှာလေလုံးကလည်းအသစ်ရှိပါတယ်အဲဆိုတော့အနည်းရပဲဒီကတ်တလုံးမှာဝယ်ထားတာဗောနော်ဒီကတ်တလုံးမှာဝယ်ထားတာရှစ်ချက်ပို့စေလောင်းဒီကရအာဘာဘာတိုင်းရာရှိရေဗောနော်ဒါလေးကိုဒါထဲတဲ့ညမှာတော့လည်းတတိထားရတယ်ဗျာဘာသာတေချာလေးဘာတိုင်းလေးကိုထက်ထက်ပြီးတော့သူ့ အဝင်ခွင့်ကြဖြစ်အောင်ပေါ့နော်ဒီဘင်းရဲ့အထက်မှာအဝင်ခွင့်ကြဖြစ်အောင်အသားကြောင်ဒီချာလေးထည့်တယ်ဒါပေမဲ့အရင်တော့မခက်ခဲဘူးနော်သူ့ဟာနဲ့သူအဝင်ဟိုသူ့ site နဲ့သူဖြစ်တဲ့အခါကျတော့အဝင်ဟိုတော်တော်လေးဟိုတက်ရတော့လွယ်တယ်တချို့ကျတော့သူ့ site နဲ့မဟုတ်တာလို့ဆိုရင်တော့နည်းနည်းခက်တတ်တယ်ပေါ့နော်ကျွန်တော်တော့ဒါနောက်ဘင်းပေါ့နော်ရှေ့ဘင်းတော့ကကျတော့လမ်းမပေါက်တာဖြစ်တယ်ပေါ့နော်လမ်းမပေါက်တာဖြစ်တဲ့အခါကျတော့သူ့ site နဲ့မဟုတ်တော့သူ့ထက်ငယ်တော့ပေါ့နော်ဒါက20ခွန်ဆိုရင် ုချက်ငယ်တော့26တဆင့်ဆိုရင်အဲဒါလေးကိုသေးတာပေါ့ဆိုက်ကလည်းနဲ့သေးတော့သူထည့်ရတာထည့်ပြီးတော့တေချာအသားကြောင်အောင်ထည့်ရတာလေဒါနည်းနည်းတော့တေချာလေးလောက်ရတော့ဗျာထည့်မယ်ထည့်ပြီးသွားရင်သူ့ညာလေးကြလာမကြလာတေချာလေးလိုက်ဖြစ်မယ်လိုက်ပြန်အသားမကြဘူးဆိုရင်သူကဟိုကဖြစ်သွားအောင်လေလေထိုးတဲ့ကောင်ကညက်ပြီးတော့လေပေါက်တာမျိုးဖြစ်တတ်တယ်ပေါ့နော်မပေါက်တော့မှအဲဘယ်လိုပြောမလဲအဲ့အစင်မပြေဖြစ်တတ်တာပေါ့ဘေးမှာထွက်နေတာတော့ပူထွက်နေတာတော့ဖြစ်တတ်တယ်ပေါ့ဗျာ ဒီဘေးနေကတော့ဟိုသူ့ဟာသူအောင်ဝင်ရဖြစ်တာတော့မမတော့ဘာမှမဖြစ်ဘူးတေးအသေးချာလေးတော့အသားကြောင်တာထက်ပြီးအောင်ဝင်ဝင်ကြဖြစ်အောင်ထက်ပြီးအခုကတော့တာယာကိုကျွန်တော်ဒါအထဲကိုလေလုံးထက်ပြီးတဲ့ခါမှာတာယာကိုပြန်ပိတ်နေတာဖြစ်ပါတယ်တာယာပိတ်တာလည်းလွယ်ပါတယ်အဲထုတ်တော့လို့ပဲပေါ့နော်ဒါတော်တော်လွယ်တယ်ပြောရမယ်ထည့်ပြီးသွားပြီပေါ့ထည့်ပြီးသွားပြီဆိုရင်ဒါကျွန်တော်တို့လေထိုးမယ်ပေါ့နော်လေကိုလည်းဒါကတော့တင်းတင်းထိုးတာမဟုတ်ဘူးဟိုအထဲမှာအထဲက จุกอ่ะแท้อ่ะ4ลုံးอ่ะอะตาจองบ่เนาะเนเน่เจ็ดเจ็ดโทไลสร้างเลยบ่เนาะไอ้เหล่านี้ทั้งหมดตะคาเนี่ยอตินโทไลညက်နေတာမျိုးဆိုရင်ดูอ่ะปอกตาမျိုးโหล่ะเลยปิ้วถั่วตาမျိုးซะเจ็ดเจ็ดโทได้แท้ไปแล้วอะตาจาละไม่จาละดาမျိုးซิซิไปอ่ะบ่เนาะเอ่อตัดไปมาเราก็อภีอภีเลยทําบ่เนี่ยกูก็เนเน่อะตาจาไม่จาหลอกเลยโทดาဖြစ်ไปเลยบ่เนาะโอเคအဲဒါတော့ကျွန်တော် တတ်တော့မယ်ပေါ့နော်ဘိန်းမှာတတ်တော့မယ်ဟိုကင်မရာရိုက်ပေးမယ်လို့ကလည်းမရှိတော့ကိုယ့်အကောကင်မရာရိုက်ရတော့ထောင်ထောင်ထားရဆိုဖြစ်တာပေါ့နော်ခုနကတော့ဘက်ကထောင်ရိုက်တဲ့အခုတော့ဒီဘက်ကထောင်ရိုက်တယ်ပေါ့ဗျာဒါအောင်နားလည်ပေးကြလိမ့်မယ်ထင်ပါတယ်အပေါင်းဟိုဘက်ကတာနိုင်ရငမှာကတ်ထားတာပေါ့နော်အမေအလုံးနေနေတော့မြင်မယ်ထင်ပါတယ်ဒီဟာကတော့သူကနောက်ကချင်းကျိုးကိုစတင်ဟိုစတင်ပြီးတော့ဒီကောင်လေးက quick release မဟုတ်ဗျာ ဝေရလီမဟုတ်ဘူးသူအောင်ငညာပြင်အောင်ထည့်ပြီးတော့အထိန်လေးရှိတယ်အထိန်လေးနဲ့လောက်ရတယ်နည်းနည်းလေးတော့ဒီချိန်ရော့တင်းကိုချိန်လို့ရတယ်ကနည်းနည်းလေးတင်းလိုက်ရင်ချိန်လေးကတင်းနေအောင်ဟောနော်အမေကျွန်တော်ကန်ဆိုးတာကဒီလဲတာကိုကျွန်တော်ကရေရေမစိခင်ချိန်ညိုးရေမစိခင်လောက်တော့လက်တွေအကုန်လုံးကမဲတူးပြီးတော့ချိန်ကြောင်ပေါ့နော်ချိန်မှရှိတဲ့ကြီးတွေစီတွေကြောင်ပေါ့လို့ ွာညပတ်ပြီးဖြစ်သွားတာဖြစ်ပါတယ်လို့အဲ့တော့ခုကျွန်တော်ပြန်တက်နေပြီပေါ့နော်အာပြင်မှာဆိုလို့ကျွန်တော်ဒါအသာစကားတန်လေးပါထည့်ပြရအောင်မဟုတ်ဆိုကျွန်တော်ကဒီရိုက်တဲ့ချိန်တော့ကလုံးလုံးလုတ်တဲ့ချိန်တော့ကျွန်တော်ဘယ်လိုစကားပြောပြမလဲပေါ့နော်မပြောပြပါဘူးဒါတော့ဒီစပိန်လေးကကျွန်တော်ဟိုချစ်လက်ချစ်တယ်ဒီကောင်လေးနဲ့ပဲကျွန်တော်စင်ကိုပတ်တာလဲတော်တော် ငေါင်းအိုင်လန်နှစ်ပတ်လောက်ရှိတယ်။အနီနာဟိုတစ်ပတ်ဒီတစ်ပတ်တစ်စိတစ်ပိုင်းပတ်တရားတော့ပြောမယ်။ဒါလေးက single speed လေးဖြစ်တယ်။ဒီရမပါဘူး။ဒါမဲ့ပေါပေါပေါပါနဲ့စီလိုရင်ကောင်းတယ်။အခုဆိုရင်ရှေးဘင်းနဲ့ပေါက်ဖူးသွားပြီ။ရှေးဘင်းပေါက်တော့အောင်ဆိုကျွန်တော်ဂျုံပြစ်ကြတာပေါ့နော်။တို့ပြကြတယ်ဆိုတော့ကအဲ့ဒီတော့မိုးရွာနေတဲ့နေ့ပိုင်းပတ်သက်ငယ်ချင်းနဲ့တူစီရကျွန်တော်တင်ရဟိုဘက်လမ်းရဲ့စီမယ်ဆိုပြီးတော့ပြောတာကျွန်တော်ကမစီးဘဲနဲ့ရားပြီးတော့အဲ့ရေတဲ့ဘက်ကိုဖြတ်စီတာဖြတ်စီပြီးတော့မှ အာရေနှမန်းတည်တော့ကျွန်တော်ဒီဘက်ကို꿰လိုက်တာ꿰လိုက်မှမြောင်းနဲ့ကိုကြာသွားတာပေါ့နော်။အော်ဟုတ်ပြီ။ဒါကတော့နောက်ပိုင်းလက်လက်ချင်းပြီးဆုံးသွားပါပြီ။ရေလဲစေးထားတော့ပြောင်းလက်နေပါလေဗျာ။အဆုံးတိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။ Thank you ။